တိုင်ဖုန်းမုန်တိုင်းဖန်ဝောင်ကြောင့်ထိုင်ဝမ်နိုင်ငံမှာရေကြီးမှုတွေကြောင့်လူပေါင်း8300ကျော်ဘေးလွယာကိုပျောက်ရွှေ့ခဲ့ရပါတယ်တိုင်ဖုန်းဖန်ဝောင်ဟာထိုင်ဝမ်ကိုရောက်တဲ့အချိန်အပြောခဲ့ပေမဲ့အရှိကန်ချေမှာမိုးတဲခဲ့ပြီးရေကြီးမှုတွေလည်းဖြစ်တာကြောင့်ဘေးလွယာကိုပျောက်ရွှေ့ခဲ့ရတာဖြစ်ပါတယ်မုန်တိုင်းကြောင့်လူ52ဦးထဏ်ရာခဲ့ပြီးတောင်ပိုင်းမှာရှိတဲ့အလုပ်တွေအကြောင်းတွေပိတ်ထားခဲ့ရပါတယ် ရုတ်တံဖော်ပြချက်အရရီလန်ရဲ့အရှိပိုင်တောဒေတာတွေမှာရေကြီးမှုတွေနဲ့ရင်ဆိုင်နေတာတွေ့ရပြီးတောင်တင်ပြီးကျန်တဲ့သူတွေကိုစစ်သားတွေကလပေးလောက်မြုပ်တဲ့ရေထဲကိုဖျက်ပြီးကယ်တင်ခဲ့ရပါတယ်။ရေကြီးမှုကြောင့်အင်တွေထဲမှာရွှံ့တွေတင်ကျန်ခဲ့တာတွေ့ရပါတယ်။ရီလန်နဲ့အနီးအနားမှာရှိတဲ့ဟွာလန်တို့ရှိဒေတာကန်8300ကိုဘေးလွရာကိုရှေ့ပြောင်းပေးခဲ့ရပါတယ်။ဒီလမှာအင်ကာနေကမိုးရေချိန်994မီလီမီတာအထိရွာသွန်းတယ်လို့မိုးလေဝသကကြေညာပါတယ် ဖန်ဝါမုန်တိုင်းကြောင့်ဖိလစ်ပိုင်မှာလူ29ဦးသေဆုံးခဲ့ပြီးထိုင်ဝမ်ကိုရောက်လာတာဖြစ်ပါတယ်။ဟွာလန်ဒေသကိုစက်တင်ဘာလတုန်းကတိုက်ဖုန်းမုန်တိုင်းဝင်ရောက်ခဲ့ပြီးရေကြီးမှုကြောင့်လူ16ဦးသေဆုံးခဲ့ပါတယ်ရှင်။